အေယာဝတီမြစ်ပေါင်းစုံရာမြန်မာနိုင်ငံတပ်ပိုင်းကချင်ပြည်နယ်မြောက်ပိုင်းမေခါနဲ့မလီခါမြစ်ဖြားပိုင်းမှာယခုရက်ပိုင်းတွင်မိုးဆက်မပြတ်ရွာသွန်းတာကြောင့်အေယာဝတီမြစ်မြစ်တမှုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါကြောင့်မေလ31ရက်နေ့ကစပြီးပူတာအိုချီဖွေနဲ့မြကြီးနားမြို့တွေမှာရေကြီးနှမြမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။တဖြည်းဖြည်းမြင့်တက်လာတဲ့အေယာဝတီမြစ်ရဲ့ဟာလဲဒီကနေ့ဇွန်လ2ရက်နေ့မနက်ပိုင်းမှာမြကြီးနားမြို့ရဲ့စိုးရင်ရေမတ်ထက်တလမခတ်ကျွန်တော်ရောက်ရှိလာပြီး မနေ့ဖြန်ဇွန်လ3ရက်နေ့မှာတပိခက်ခက်ဆက်လက်မြင့်တက်လာနိုင်တယ်လို့စစ်ကောင်စီမူဇလာကခန့်မှန်းထားပါတယ်။ဒါကြောင့်မြကြီးနားမြို့အပြင်မိုင်1300ကျော်အရှိရှိတဲ့ AOD မြောင်းတခြားနေထိုင်သူတွေအနေနဲ့ရုတ်တရက်ရည်ကြီးရှင်မှုနဲ့မြေကမ္မပြမှုအနေရတွေကိုယူဆနေထိုင်ကြဖို့မူလဝတ္တပညာရှင်တွေကတတိပေးပြောကြားလာပါတယ်။ဒီလိုမြန်မာနိုင်ငံထပ်ပိုင်းနေမှာ AOD မြေကြီးမဟုတ်ကာလမှတင်စိုးရင်ရေမကျော်လွန်လာတဲ့ပတ်သက်ပြီး ူမိဗေဒဆိုင်ရာသုတေသီဦးဆိုင်လိပ် Cherry Geography က MBA ကိုခုလိုပြောပါတယ်ဒီမနက်ကျွန်တော်တို့6နိုင်ခွေတိုင်းတန်ကျရာညကြီးနားမျိုးဟာဆိုရအမှန်1205 စင်တီမီတာကိုရောက်ရှိသွားပြီဖြစ်သွားပြီပေါ့ဆိုတော့ကျွန်တော်ကကျွန်တော်တို့ကဆိုးရိမ်မှတ်ကိုကျော်လွန်သွားပြီဖြစ်တဲ့အတွက်မိခိနာမျိုးနဲ့မိခိနာမျိုးရဲ့တောင်ဘက်မှာရှိတဲ့ရွာတွေမိကောင်းတဲ့ရှောင်းမှာရှိတဲ့ခြေရွာတွေအနေနဲ့ကုန်းမြေမြင့်နေရကိုပြောင်းရွှေ့နေထိုင်ဖို့နဲ့မြေပြူမှုအနေရဲ့မြေကမ်းမမျိုးအနေရဲ့ကိုအထူးဂရုပြုပြီးနေထိုင်ကြဖို့ပြောလိုပါတယ်ဒီလိုအေယာဝတီမြေစက်တိုင်းမြတ်နေမှုကြောင့်မိခိနာမျိုးနဲ့အတွင်း မြကမာနီနဲ့မြေနေပိုင်းတွေမှာနေထိုင်ကြသူတွေအနေနဲ့ရေပဲလွတ်ရနေရာတွေကိုရှောင်ရှားနေထိုင်ကြဖို့လဲစစ်ကောင်စီမိုးစလာကဒီကနေ့မနက်ပိုင်းမှာတတိပေးချက်ထုတ်ပြန်ထားပါတယ်။လက်ရှိအေယာဝတီမြေအခြေအနေဟာမြကြီးနာဗမော် ရွှေကူကတာနဲ့တပေကြီးမြို့နယ်တွေမှာရှစ်ပေကနေ73ပေခန့်မန္တလေးစကိုင်းမြင်းမှုပခုတ်ကူညောင်ဦး6မင်းဘူးမကွေးနဲ့အွန်လိုင်းမျိုးတွေမှာ14ပေကနေ18ပေခန့်ပြည်စိတ်တာဟင်္ဒရာနဲ့ဇလုံမျိုးတွေမှာ9ပေကနေ17ပေခန့် လက်ရှိရေမတ်တွေထက်မြင့်တက်လာနိုင်တာကြောင့်မြေကမ်းမပြုတ်တဲ့အန္တရာယ်တွေကူးစိုက်ကြဖို့ဘူမိဗေဒဆိုင်ရာသုတေသီဦးဆိုင်လေးကလည်းအခုလိုသတိပေးပြောကြားလိုက်ပါတယ်လာရှိကျွန်တော်တို့1100စင်တီမီတာကနေပြီးတော့နောက်တည့်ရက်အတွင်းမှာသဘီခွေးခံဆက်လက်မြင့်တက်လာမှာဖြစ်တဲ့အတွက်အထူးဂရုစိုက်ပြီးတော့နေထိုင်ကြမို့နေမြေကမ်းကြီးရဲ့ဒေတာတွေမြင်းနေ့ဤဝင်ဧရိယာတွေနဲ့ပြောင်းရွှေ့ဖို့လိုပါတယ် ဂျီနာမျိုးရဲ့အေယာဝတီမြည်ဟာဒီကနေ့ဇွန်လ2ရက်မနက်9နာရီခွဲချိန်ထိစွန့်ရင်ရေမှတ်1200စင်တီမီတာရဲ့အထက်1250စင်တီမီတာအထိကျွန်လွန်ရောက်ရှိနေတယ်လို့ကချင်ပြည်နယ်မိုးစလဌာနစီကသိရပါဗျ။စွန့်ရင်ရေမှတ်အထက်ကိုဒီကနေ့မနက်3:55မိနစ်မှာကျွန်လွန်ရောက်ရှိခဲ့တာဖြစ်ပြီးမနက်4:00ခွဲခန်းကနေမနက်9:00ခွဲထိအထက်ကြမရှိပဲရက်တက်နေတယ်လို့လည်းဒီကြောင်သိရှိထားတဲ့မြကြီးနာမျိုးကန်တအူးကပြောပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ30ရက်နေ့ကလည်းမိုးကြီးမှုကြောင့်မြေကြီးနားမြေကြီးဟာစိုးရင်ရေမှန်းထက်1460စင်တီမီတာအထိရောက်ရှိခဲ့တာကြောင့်မြေကြီးနားမြို့ပေါ်ရပ်ကွက်အများစုနဲ့မြေတိုင်ပိုင်းရပ်ကွက်တွေမှာ ရေပေးသင့်ခဲ့ပါတယ်အဲ့ဒီအကျိုးဆက်နဲ့တူပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှာတော်တုံးပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ယာဂီမုန်တိုင်းအရှိန်ကြောင့်ရှမ်းကရင်ညချင်းကရင်မန္တလေးပဲခူးစကိုင်းနဲ့မကွေးတိုင်းတို့မှာရေကြီးရှည်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။အဲ့ဒီရေပဲကြောင့် ချက်466တသမ233ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီးပြည်내တိဆောက်ရေးလုပ်ငန်းများအတွက်စစ်ကောင်စီကချက်54တသမ800ကုန်ဘီလီယံထောက်ပံ့ပေးခဲ့ရတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားထားပါတယ်။ဒါ့အပြင်တည်ဆုံးသူ433ဦးပျောက်ဆုံးသူ89ဦးနဲ့တိနန်ဆိုင်ကရှစ်သိန်းခန့်ပျက်စီးခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHC ရဲ့စီရင်ရသိရပါတယ်။